နှမျောမိတဲ့ဆိုတာလည်းမတန်မဲပေးခဲ့မိတဲ့စေတနာတွေနဲ့အကျိုးမရှိပဲဖြုံးခဲ့မိတဲ့အချိန်တွေပါ။တခုခုဆိုရင်အလေးနဲ့ထားလို့နဲ့ကိုကသွေးအေးတဲ့လူတွေဆိုရင်မုန်းခဲ့ဘူးလေ။ဒါပေမဲ့တစ်ဖက်လူဘလို့ခံစားသွားမှာမလဲလို့ထဲ့ပြီးတော့စဉ်းစားမပြတတ်တဲ့သူတွေနဲ့တွေ့တော့လေ။ကိုလည်းသူတို့လိုပဲသွေးအေးစွာတုံ့ပြန်ခြင်းတက်ပြန်ရော။ခတ်တာလည်းအလေးနဲ့ထားလို့နဲ့သူကအထီးရှများပြီးတော့ပြက်သားတတ်မှဒဏ်ရာကင်းတယ်ဆိုတာကိုကအစအကျိုးမသိခဲ့ဘူး။ ရခဲ့ဘူးတဲ့နောင်သားတွေထဲမှာကိုယ်ကဂယုမစိုက်တဲ့သူတွေကိုမှကိုကဂယုစိုက်ခဲ့မိတာလဲပါတယ်ပြောစရာဆိုတာ လူမသိအောင်လို့တိတ်တိတ်လေးခိုးငိုရတာလဲဖြစ်ပြီးတော့အမတ်တရဆိုတာလဲတစ်ဖက်သက်ကြီးတန်ရုံးစင်နေနဲ့တဘောအစာရခဲ့တဲ့ဒဏ်ရာတွေပဲဖြစ်ခဲ့တယ်။နာကျင်စရာကောင်းပါနဲ့ရင်ဘက်တက်တဲ့ကိုစောင့်ကန်သွားတဲ့ခြေတော့တွေကိုမှ အမြဲသတိရနေတတ်တဲ့သူတွေကတချို့နေ့တွေမှာတော့လေသူတို့သူတို့တော်မှာပဲမိနေတတ်ကြတဲ့သူတွေပါ။ အသေးအတန်ရှင်းပြနေတဲ့ကြားလွဲသွားတဲ့နားလည်မှုတွေကအတော်လေးကိုစိတ်ကုန်မှုကောင်းတယ်။နှမျိုးမိနေ။နှမျိုးမိနေဆိုတာလည်းပြတ်တောက်သွားတဲ့ဆက်ဆံရေးတွေနဲ့ဘဝတွေကထွက်သွားတဲ့လူတွေကိုနှမျိုးတာမဟုတ်ဘူး။မတန်မဲပေးခဲ့မိတဲ့စေတနာတွေနဲ့အကျုံးမရှိဘဲဖြုံးခဲ့မိတဲ့အချိန်တွေကိုပါ။တကယ်တော့ဘယ်တရားနဲ့မှဖြေစရာမလိုပါဘူး။တကယ်လိုအပ်တာကိုယ့်ကိုမလိုအပ်တဲ့သူတွေကိုကိုယ်ကလည်းအလိုမလိုက်တော့ယုံပဲပေါ့။